တနင်္လာနေ့နံတာမီမိတ်ဆွေများခင်ဗျာဒီနိုဝင်ဘာလထဲမှာဆိုလို့ရှင်ပေါ့เนาะကိစ္စရဲ့တော်တော်များများတွေမှာပေါ့เนาะပုံမှန်ထပ်ပို့ပြီးတော့မှရှုပ်ထွေးမှုတွေများတက်တာတွေတွေ့ရပါတယ်เนาะဒီအယူအဆပိုင်းတွေအတွေ့အခေါ်မှတ်တက်လုပ်ရက်တွေเนาะစီးပွားကန်စားတာမှာပေါ်တတ်မယ်เนาะဒီလုံငန်းရေးရာပိုင်းတွေမှာပေါ့နော်အကောင်းမြတ်ဝါကားရှိတဲ့ပုံစံတွေနဲ့ကြုံဝါဆောင်ရဖို့အခက်အခဲလေးတွေဖြစ်တတ်မယ်မိမိရဲ့မျှော်လင့်ချက်နဲ့လက်တွေ့ကမတိုက်ဆိုင်တာတွေလွဲချော်ရတဲ့ကိစ္စရတဲ့ ပေါ်ပေါ်တတ်ပါလေเนาะဒီမိမိရဲ့ဒီငွေချေးကန်စားတာမှာပေါ့เนาะမိမိပါတာစုဆောင်းတာမျိုးပဲပို့ပြီးတော့အားကောင်းတာတွေ့ရပါတယ်เนาะချင်းကားတာမျိုးတွေမှာဆုံးရှုံးနစ်နာတတ်တဲ့အခါကလည်းဒီခုဖြစ်နေတဲ့အတွက်သတိပြုဖို့ဆရာအကြံပေးခြင်းပါတယ်เนาะစီးပွားကန်စားတာကပေါ့ဒီ၁၇လပိုင်းတစ်လလုံးမှာဆက်စပ်တိမခံတဲ့ဒီစီးပွားကန်စားတာမျိုးပေါ့เนาะအမာရွယ်အတိမ်ဆောင်မခံတဲ့ကန်စားတာမျိုးဖြစ်နေတာတွေ့ရပါတယ် တချို့ကောင်းတဲ့အချက်လေးတွေနေနေရတော့ဘောနော်ဒီဆရာတို့ဒီဘုဒ္ဓဟူးနံအိုးစီးတဲ့လုပ်ငန်းတွေဖြစ်တဲ့အလားပရေးရာတွေအလားပြင်ဆိုင်တွေအလားကုန်ရောင်းဝယ်ခြင်းလုပ်ငန်းရင်းယထရွှေဆိုင်ရွှေပရိရွှေရောင်းဝယ်ရေးရေလုပ်ငန်းရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရေချောင်းခရီးလုပ်ငန်းတဖက်ရေးဆိုင်ရုံးစုံလုပ်ငန်းစတဲ့ဘုဒ္ဓဟူးနံတဲ့လုပ်ငန်းတွေမှာအများစုဒါအကောင်းပါတယ်နော် ပြီးလို့ရှိရင်ဆရာတို့အင်္ဂါနံသိအိုးစီးတဲ့လုပ်ငန်းတွေဖြစ်တဲ့စံစီစေးစာစက်မှုလက်မှုစိုက်ပျိုးရေးလုပ်ငန်းနော်စင်ရနာလုပ်ငန်းဆက်လူရှေးရလုပ်ငန်းနော်စားတောက်ကောက်လုပ်ငန်းစားတောက်ဆိုင်ဆက်ချုပ်လုပ်ငန်းစားဥစားပေးစားတဲ့လုပ်ငန်းရေးရာတွေမှာကတော့မိမိရဲ့ဒီမူလနေရာကနေပေါ့နော်မူလနေထိုင်ရာကနေရဝေးနေရာကနေပို့ပြီးတော့အကျိုးပေးအကောင့်တာတွေ့ရပါတယ်နော်ဒီစီးပွားကန်စားတာမှာနော်၁၇လပိုင်းအထုတတိထားမှာကတော့မိမိ မိမိကနေတပားသူစီကိုပေါ့နော်အကျိုးအမြတ်ရတော့၎င်းလူမှုရေးရတော့၎င်းပေါ့နော်ငွေကြေးအလွဲပြောင်းပြီးဆုံးရှုံးရတဲ့လာတလာအဖြစ်ရှိနေတာကိုတွေ့ရပါတယ်ဆက်လို့ကျမ်းမာရေးကန်စရာမှာဆိုလို့ရှိရင်နော်စတလာပိုင်းအစာပိုင်းကနေ17ရက်နေ့အထိကအနည်းငယ်ညံ့တတ်ပါနဲ့နော်ခန္ဓာကိုဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေနော်အောက်ပိုင်းနဲ့ခန္ဓာကိုအောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေသတိထားဖို့ရှိရယ်နော် ဆရာတို့ဒီ၁၇ရက်နောက်ပိုင်းကနေလကုံအထိမှာပေါ့နော်ဒီကျမ်းမာရေးကန်စားတာအတပိုင်းကိုပြန်ရောက်လာမှာဖြစ်ပါတယ်အချင်းရေးကန်စားတာမေတ္တာရေးကန်စားတာအပိုင်းမှာဆိုလို့ရှိရင်တွတ်တမှုရှိပါတယ်တလောက်လုံးဂျိုဆင်အနောက်ရှက်နင်းပါတယ်နော်ဒါပေမဲ့ဒီဆရာတို့နည်းနည်းဂယုပြုစရာအချက်လေးနေပေါ့နော်မိမိရဲ့ချစ်သူဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်ဆောင်ဘက်ကစနေနေ့နံသားသမီးနော်ဖြစ်ခဲ့လို့ရှိရင်ပေါ့နော်စကားပြောဆိုတဲ့အထင်းမြင်စကားလွဲတာတွေနော်နော် ဒီလွယ်မှာတက်တာတွေနော်ချစ်သူငယ်စကားများတာတွေကွက်ပြတ်တာတွေဖြစ်ရတဲ့လို့ဒေါသကိုရှစ်တန်းမတင်ဖို့ဆရာအကြံပေးချင်ပါတယ်အချစ်ရေးမေတ္တာရေးကံစားတာကဆရာတို့ဒီ20ရက်နောက်ပိုင်းမှာမှသာစမ်းပြန်တက်လာတာမျိုးတွေ့ရပါတယ် အိမ်ထောင်ရေးကန်စားတာမှာထပ်တခုသတိပြုရပါတော့ဒီဆရာတို့ဒီမရှုပ်မလဲကိစ္စရက်တွေပေါ်ပေါ်ရတ်ပါတယ်နော်ဟုတ်လားအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအထင်မြင်လွဲမလာမျိုးတွေလည်းဖျက်တတ်တယ်လို့အချက်တကွဲအကျိုးနဲ့ဖျက်တတ်ပါတယ်နော်အဲ့တော့ကြာတော့ဆရာတို့တီးခံလုံစိတ်တွေနားလဲလုံစိတ်တွေပျောက်နေရတတ်တာမလို့ဒါသတိပြုဖို့ဆရာအကြံပေးခြင်းပါတယ်နော် ဆရာတို့ဒီစကားများတာတွေเนาะပြဿနာတက်တာတွေအချက်တော့ကကိစ္စဖြစ်ရတာတွေကဆရာတို့ဒီ၁၇လပိုင်းအစကနေ20ရက်နေ့ဒီအိမ်ထောင်ရေးမှာအထူးဂရုစိုက်တဲ့မှာကြောင့်ဆရာအကြံပေးချင်ပါတယ်ထပ်ပြီးတော့ဗောနော်ဒီဆရာတို့မလို့သူတွေရဲ့ဘေးစကားတွေမြောက်ပြင်ပြောဆိုစကားတွေလည်းစဉ်းစားဆင်ခြင်ပြီးတော့မှခရီးဆိုင်ဖို့ဆရာအကြံပေးလိုပါတယ် ပညာရေးကံစားတာဟာလည်းပဲဆရာတို့ဒီအစကနေပေါ်တော့ရက်20ရက်နှစ်အထိက ရုံးကနေရတတ်ပါတယ်ဉာဏ်ပညာကျော်ရဆိုလို့ချင်းဆရာတို့လုံငန်းပိုင်းရေးရာတွေမှာယာရုယာခံကိစ္စတွေလုံငန်းပိုင်းဆိုင်ရာသင်ကြားမြှောက်ထားတဲ့ကိစ္စတွေမှာကံကျော်ပြီးအားနည်းနေတာတွေ့ရပါတယ် ဒီဉာဏ်ပညာနဲ့ပတ်သက်လို့အကျိုးဖြစ်ထွန်းမှုနည်းပါးတတ်တဲ့အခါကာလလေးတစ်ခုဒါဖြစ်နေတတ်တယ်ပေါ့နော်ဒီ20ရက်နေ့အထိရပါပေါ့နော်အဲ့တော့ကြတော့ဆရာတို့ဒီ20ရက်နေ့ကနေလောက်ကုန်အထိမှာတော့အနောက်ရှက်ချုံလုံးဝကင်းစင်ပြီးတော့မှအကျိုးပေးများတဲ့အခါကာလတစ်ခုဖြစ်သွားပါလိမ့်ခင်ဗျဆရာတို့ဒီလူမှုကန်စားတာ နော်ပရိုက်ဒအလုပ်တွေမှာကိုယ်တိုင်အိုးစီးရတာတွေဒါမှမဟုတ်လို့ရှိရင်မိမိရည်မှန်းထားတဲ့ကုသိုလ်ရေးကိစ္စတွေမှာအကောင့်ထဲပေါ်တာမျိုးတွေအောင်မြင်တာမျိုးတွေလူမှုရေးရာဆန်းတွေအများကျိုးပြုလုပ်ငန်းတွေမှာအဆင်ပြေနေရပေမဲ့လည်းပေါ့နော်ဒီဆရာတို့ဒီတချို့အပေါင်းအသင်းဆက်ဆံရေးတွေမှာပေါ့နော်ဒီပတ်ဝန်းကျင်အထည်အမြင်လွဲခံရတတ်တာတွေနော်ငွေကြေးကိစ္စရက်တွေပေါ်ပေါ်ရတတ်တယ်နော်အချင်းများတတ်တာတွေတပားသူစကားကြောင့်လည်းအချင်းချင်းစီလုံးညီညွတ်မှုတွေပြပြတတ်တဲ့ကိစ္စမျိုးလေးတွေပေါ်တတ်တယ်နော် ပြုလို့ရှိရင်ဆရာတို့အင်္ဂါနိနံသာသမီဗုဒ္ဓဟူးနိနံသာသမီတွေနဲ့အခမ်းအနင်းဖြစ်တာမျိုးပို့ပြီးတော့မှကြုံဝဆုံဝတက်မလို့ဒါတတိပြုဝတက်ပါတယ်နော်ငွေကြေးကိစ္စတွေမပြေမလည်ဖျက်တတ်တဲ့ကိစ္စတွေပေါ်ဝတက်တယ်နော်ငွေကြေးချင်းငှားလိုက်တဲ့ကိစ္စရက်တွေမှာဆုံရှုံဝတက်တာမျိုးလို့ဆရာအထူးတတိပြုစေချင်ပါတယ်နောက်ထပ်ဆရာတို့ဒီ ရေချမ်းနေချပေါ့နော်ဒေတာချနိုင်ငံချတန်စာတော်နဲ့ပတ်သက်လို့ပေါ့နော်ဆရာတို့နိုင်ငံချတန်စာတော်တွတ်တက်မှုရှိရဲဖျားဘူးခီးထွက်တာတွေအလူတန်းပြုတ်ရတာတွေအကောင့်ထပ်ပေါ်အောင်လေးရှိရဲမိမိနေထိုင်ရာ အရက်ကနေပေါ့နော်အနောက်ရက်ဒေတာနော်မြောက်ရက်ဒေတာတွေမှာအထူးအကျိုးပြုမယ်နော်ရေချမ်းနေချဒေတာချတွေမှာနော်လုပ်ငန်းတိုးချဲ့လောက်ကင်ရခြင်းကိစ္စတွေမှာလည်းအောင်မြင်ရတတ်တဲ့အကြောင်းတွေကိုဆရာတို့ကောစာစာတာမှာဆရာတို့ညွှန်းဆိုထားပါတယ်နော်ဆရာတို့ဒီ 17လပိုင်းမှာပေါ့နော်တလင်းလာနေနံတွေတဲ့အချိုးပေးခဏအနေနဲ့ပေါ့နော် နှစ်ကနန်းငါးကနန်းနဲ့၆ကနန်းနေဖြစ်ပါလေနော်ဒီကနန်းတွေကိုဆောက်ရွက်ဖြူတွေအပေါ်မှာ shopping နေနဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေဝင်အဲ့ကိုယ့်ရဲ့ပတ်စံရေးပေါ့နော်စသဖြင့်ကိုပိုင်ငွေရေးချေထားရနေရတယ်မှာငွေတွေနဲ့အတူအဆောင်ရတရားဖြစ်ထားကြည့်လို့ဆိုရင်တိုက်တွန်းလို့ပါလေထုံငွေများမြဲခြင်းအချို့တရားအချို့တစုံတရားမရှိဘဲနဲ့ပေါ့နော်ကုန်ကန်းချင်းတွေကနေတာကွယ်နိုင်ဖို့အတွက်ဖြစ်ပါလေပေါ့နော်တနည်းအားဖြင့်ဆရာတို့လက်လာဘကံတွေပို့ဖို့အတွက်ကတော့အထောက်အပံ့ဖြစ်စေပါလိမ့်မယ်ရေယုံကြည်နဲ့အဆောင်ရတရားဖြစ်ထားရှိဖို့ဆရာအကြံပေးရပါလေ ပြီးတော့ဆရာတို့ဒီ ကနန်းတွေကိုပေါ့နော်ဆရာတို့ငွေကြေးကိစ္စတွေစာရုပ်စာတမ်းကိစ္စတွေအယောင်းဝယ်အမြန်ဆုံးများလို့တဲ့ကိစ္စရက်တွေမှာ အချိန်အခါကာလအနေနဲ့တော့၎င်းနော်ရက်စွဲအနေနဲ့တော့၎င်းတိုက်ဆိုင်ပြီးတော့မှဆရာတို့တိတ်တိတ်ကြွားဆရာအတုံးချကြည့်စေချင်ပါဘူးနော်မိမိရဲ့ကုတော်ကံပေါ်မူတည်ပြီးတော့မှအချိုးစည်းဝါးတွေကံအချိုးပေးများလာတယ်နော်အားကောင်းတာလေးကိုတိုင်ကြုံတွေ့ရပါလိမ့်မယ်နော်ဒီစာရွက်ပိုင်းစာလေးတွေကိုတော့ဆရာတို့၁၇လပိုင်းကုန်တဲ့အခါမှာဓာတ်အဆောင်ရတရားပစ္စည်းဖြစ်တဲ့အတွက်တန့်ရှင်းတဲ့မြေရှောင်းစတဲ့ရေရှင်မှာ စွန့်ပေးရမှာဖြစ်ပါတယ်နော်ဆက်စက်တလပိုင်းထဲမှာကံပွင့်လက်ပွင့်စေပြီးတော့မှနော်လုပ်ငန်းကိုင်ရတဲ့အထူးအောင်မြင်စေလိုခြင်းအတွက်အထူးတရရတရအနေနဲ့မိမိရဲ့နင့်နံဖရားဖြစ်တဲ့အရှိအရက်ဖရားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်နင့်နံဖရားတွေမှာတွားရောက်ဖို့မလွယ်ဘူးတဲ့ပုံပေါ်တဲ့ကိုယ့်ရဲ့အိမ်ဖရားမှာဒီနင်းစီအချူနင်းစီအချူသုံးပွင့်နဲ့အောင်တပြေကိုကလူလန်းပေးပေးပါနော်ဖရားပန်းအိုးတအိုးစီ ွဲလို့ပေးပါเนาะနေ့နေ့အပြင်ဆရာတို့17လပိုင်းရတယ်လနာနေ့မနက်ပိုင်း6နာရီနဲ့မနက်9နာရီအတွင်းမှာအထူးလူတန်းပူဇော်ပေးပေးပါเนาะမိမိရဲ့အခက်ခဲတွေအပူဓာတ်တွေကိုငြိမ်းအေးစေရအောင်လို့လည်းတောက်တော်ကြီးချံဖះမှာကပ်ပေးပါเนาะအရေးအတွက်မရှိဘောเนาะ3ခွက်5ခွက်ကိုအစင်တွေလို့ကပ်ကပ်လို့ပူဇော်ပေးပေးပါဂုံတော်ပွားများပေးပါเนาะနော်ဆရာတို့ဒီခရီးလမ်းသွားရင်းနဲ့အခက်ခဲရှိဘူးကိုအစားအသောက်ပေးတာလမ်းစိတ်လူရာမျိုးတွေမကြမကြလုပ်ပေးတင်ပါတယ် ဖះရှင်ရဲ့ဂုံတော်ပတိစိတ်လို့သူများအတွက်ဆရာတို့ဒီလောကဝိတုဂုံတော်ကိုပဲပေါ့နော်တလာလုံးတေချာထုံနေအောင်လို့စိတ်ပေးပါနော်ဂုံတော်ပွားများတဲ့အခါမှာလည်းပေါ့နော်ဆရာတို့အနာအတိတ်ပဲနဲ့တေချာဂုံတော်ကိုပွားများစေလိုပါတယ် နော်လောကဝိတုတတလောကဩကာသလောကသင်္ခါရလောကဟုဆိုတော့လောက၃ပါးကိုအကျွင်းမဲ့သိတော်မူသောမြတ်စွာဘုရားလို့ပွားများပြီးတော့မှဂုံတော်ပရိစိတ်ပေးပါနော်မှတ်ရခက်လို့ရှင်နဲ့ဆရာတို့လောကဝိတုလောက၃ပါးကိုသိတော်မူသောမြတ်စွာဘုရားလို့ရွတ်ဆိုပွားများပေးပါနော်အခုရတရားရဆရာကုတုလည်းရစေပြီးတော့ကောနော်ကံပွင့်လက်ပွင့်စေပြီးတော့မှလုပ်ငန်းကိုင်ကအကျိုးစီးပွားတွေကိုအထူးကျေလေကျေလေလာစေဖို့အတွက် ယတရားကိုဆရာတေချာတွက်ချက်ပေးကြတာဖြစ်ပါရင်เนาะဆက်ရမိတ်ဆွေများအခုဟောဆန္ဒလေးကိုဆရာ like ပေးတာ share ပေးတာเนาะ share ပေးရလေးတွေလုပ်ပေးသွားကြမှာနောက်တစ်ခုကဆရာတို့ machine လဲနာလေးတွေရှိလို့ရှင်လဲပေါ့เนาะ machine လဲနာတွေဆွေးနဲ့အကြံပေးရတွေရှိလို့ရှင်လဲဆရာတို့ message ကနေတော့၎င်း comment ကနေတော့၎င်းပြုလုပ်ပေးကြပါဆရာတို့ဒီ net ခတ်ပေးတဲ့မင်းမျက်လို့တဲ့ပုံကိုဒီမိတ်ဆွေများအတွက်ပေါ့เนาะနဲ့ like ကန်ကြမှာကန်စားတာကိုဆရာမွေးတက်ကလေးမွေးရမွေးလာနေ net ခတ်ကန်စားတာတွက်ချက်ပြီးတော့မှဆရာဟောပြောပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်လေးကတော့ 309 2961 8930ဖြစ်ပါတယ်နော် Viber WhatsApp Telegram တွေကနေလည်းအနေနဲ့အရရကနေပြည်တွင်းပြည်ပမိတ်ဆွေများဒါကန်ဆာတာဆက်စေးမင်းများနိုင်ပါတယ်တဲလာနေနံပါတ်မိတ်ဆွေများအားလုံးကိုကျမ်းမာဆက်ချမ်းသာပြီးတော့မှဘေးပရာခတ်သိမ်းအပူခတ်သိမ်းကင်းရှင်းကြပါစေကြောင်းစွမောကောင်းတောင်းပေးရင်းနဲ့ဆရာတဲလာနေနံတာသမီနော်ဟောတာသမီများအတွက်နိုဝင်ဘာလ17ရက်ပိုင်းအတွက်ဟောစလန်းလေးကိုဆရာဒီမှာပဲအဆုံးသတ်ပေးပါစေ